ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးချင်တာကတော့စစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့ရုရှားခီးစဉ်အကြောင်းပဲဖြစ်ပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့ရုရှားခီးစဉ်ကိုဒီတစ်ပတ်တနင်္လာနေ့မတ်လ3ရက်နေ့ကစတင်ခဲ့ပါတယ်အဲ့ဒီနောက်အင်္ဂါနေ့မှာမော်စကိုကိုရောက်ရှိခဲ့ပြီးရုရှားသမ္မတပူတင်ပါဝင် အစိုးရထိပ်တန်းအရာရှိတွေလွတ်တော်ဩဂထဒိုဂထတွေလည်းစစ်ကောင်းဆောင်ကိုထွက်တွေ့ခဲ့ကြပါတယ်မစ္စတာပူတင်ကပထမတစ်ချိန်2022ခုနှစ်တုန်းကနဲ့မတူပဲစစ်ကောင်းဆောင်ကိုဖက်လဲတကင်းကြိုဆိုခဲ့တာကိုတွေ့မြင်ရပါတယ် အရင်ကထပ်ပုံမော်လိုက်လျော်ပြောဆိုတာတွေလည်းပြုလုပ်ခဲ့သလိုဒီခီးစဉ်နဲ့ရုရှားမြန်မာနားလည်မှုစာကျင်လွှာကိုကိုအထိလက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့စစ်ကောင်စီအပြင်ရုရှားအစိုးရဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။သူတို့နှစ်ယောက်တွဲဆောင်ပွဲအတွင်းစစ်ကောင်ဆောင်ကပူတင်ကိုဗုဒ္ဓမြတ်စွာဘုရားဟောခဲ့တဲ့ဗျာဒိတ်ဒေါ်လာမဟာမိတ်ဆိုပြီးသူ့ကိုယ်သူအပါအဝင်နှစ်ယောက်စလုံးကိုဘယင်းအနေနဲ့သမုတ်ခဲ့တာနဲ့ပတ်သက်ပြီးမီဒီယာတွေထပ်ပွဲဆိုစေခဲ့ပါတယ်။ သူကိုယ်တိုင်ပုံကြီးချက်မိတူဆွဲလာတယ်ဆိုတဲ့မြန်မာစာအုပ်ကြီးကိုလည်းပူတင်စီတအုပ်လက်ဆောင်ပေးခဲ့ပါသေးတယ်။အဲဒီနောက်မလ6ရက်နေ့မှာရုရှားရဲ့အင်းနီချင်းနိုင်ငံလေးဖြစ်ကြောချင်းကထားကြသူအာနာရှင်ပွဲခံထားသူအုပ်ချုပ်နေတဲ့ဘယ်လာရုနိုင်ငံစီခီးဆက်ခဲ့ပါတယ်။အဲဒီမှာဘယ်လာရုသမ္မတလူကာရှန်ကော်နဲ့လည်းတွေ့ဆုံခဲ့ပြီးနိုင်နိုင်ငံအစိုးရတွေလည်းတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။လူကာရှန်ကော်ကိုစစ်ကောင်းဆောင်ကမြန်မာစီလာဖို့ဖိတ်ခဲ့သလိုသူကလည်းမကြမီလာမယ်လို့အကြောင်းပြန်ခဲ့ပါတယ်။ စီးပွားရေးကဏ္ဍမှာလည်းဘယ်လာရုနဲ့စစ်ကောင်စီတို့ပူးပေါင်းဆောင်ရွက်ဖို့လဲသဘောတူညီမှုတွေရရှိခဲ့တယ်လို့လူကရှန်ကောကထုတ်ပြောသွားပါတယ်။စစ်ကောင်ဆောင်ကဘယ်လာရုသမ္မတကို အကမဟာတရေစစ်သူဘွဲကို ပေးအပ်ခဲ့ပါသေးတယ်ရှင်။ကျမနွယ်နွယ်ပါ။